မင်္ဂလာပါကျွန်တော်တို့ serious computer နဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ပြီကျွန်တော်တို့ဒီခေါင်းသင်ခန်းစာမှာ program ရေးဖို့ kuna program ရေးဖို့အနည်းဆုံးလိုအပ်ချက်တွေပြောခဲ့။ Okay ဒီခေါင်းကျွန်တော်စတင်လေ့လာတော့မယ်။ဟုတ်လား။စတင်လေ့လာ။ဘာဘယ်လိုလေ့လာမလဲ။ကြည့်မယ်။ကျွန်တော်ပထမဆုံးရွေးချယ်လိုက်တဲ့ကျွန်တော်ဘယ်လိုက beginner တွေကိုကျွန်တော်ပထမဆုံးနမူနာပြမယ် language ဟုတ်မလား။ကွန်ပရိုဂရမ်မီကွန်ဆက်တွေကိုကောင်းကောင်းသင်လို့ရမယ် language ကိုကျွန်တော်ရွေးချယ်လိုက်တော့ JavaScript ကိုရေးတာ။ဟုတ်လား။ Why JavaScript? ကျွန်တော်ဘာလို့ JavaScript ကိုရေးတာလဲ what javascript javascript ကပါတယ် javascript ကဘာတွေလုပ်လို့လဲကဲကျွန်တော်တို့ beginner တွေရောက်ကိုသင်ဖို့တည်းကျွန်တော်ရွေးတယ်ဆိုရင်ဟာ beginner တွေ recommend ပေးထားတဲ့ beginner တွေ recommend ပေးထားတဲ့ကျွန်တော်တို့ language တွေကတော့အများကြီးပဲ lololol hop နေရဆို python python လည်းပါတယ်ကျွန်တော် python လည်းအကုန်ပြန်သေးမှာဒီ beginner beginner concept ကိုကျွန်တော်တို့ python နဲ့လည်းပြန်တယ်ဒါပေမဲ့ကျွန်တော်ပထမဆုံး javascript နဲ့စတင်ပြီးဘာဖြစ်လို့လဲဆိုရင်အကုန်လုံးနိုင်ရှင်ချက်တွေကတော့အများကြီးပဲ c ဆိုရင်ဟိုကအခြေခံကြားပုံ language ူကနေပဲဘောလုံးခွဲထွက်သွားတာဖြစ်တဲ့အတွက်တချို့ကစီးတယ်တင်တယ်ဒါပေမဲ့လုံးလုံးစင် Google တင်ရောသားကြီးကြီးဘယ်သွားကြီးကြီး programming basic ဆိုရင်ကျွန်တော်ဘာတွေတင်လဲဆို Python လို့ HTML CSS JavaScript ဒါတွေနဲ့စပြီးတော့တင်ပြီးဒါပေမဲ့ကျွန်တော်က knowledge ကြာကြာကျွန်တော်သွားနေတာဖြစ်တယ်နော်ကျွန်တော် JavaScript ကိုရေးရတဲ့ပထမဆုံးချက်က JavaScript ကိုရေးသားဖို့အတွက်ဘာဆိုဝဲမှာထပ်ထည့်ရမှာလို့လုံးလုံးလည်းကုန်တာထဲမှာရှိချက်ချင်းကျွန်တော်အကွေကိုနားထောင်တန်းပြီးတော့ထည့်ရေးနေအောင်မယ်တန်းနားထောင်တန်းရေးနေအောင်မယ် ဒါကြီးဒီ JavaScript လိုက်လိုက်ရေးဖို့ဘာမှဘာဆိုဝဲမှထဲတယ် why ဘာဖြစ်လို့လဲ JavaScript ဒီ run on running လို့ကျွန်တော်ပြောပြပြ programming language တကူလေ့လာမယ်ဆိုရင်ကျွန်တော်ရှင်းမှာနည်းလမ်းချီခဲ့ပြီလား how to write to ဘလို့ရေးသားတာလဲပြီးနောက်တစ်ခုတကူ how to run to ဘလို့ run တာလဲနောက်တစ်ခု how to combine or interpret to matching language နောက်ကနောက်ဆုံး low level language ကို to ဘလို့ combine ပြောင်းသွားတာလဲအဲ့ဒါကျွန်တော်တို့သိရ Okay မလား ဲ့ဒီဟာကိုသိရမှာဖြစ်တယ်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော် JavaScript ကိုယူလိုက်။ Okay JavaScript ရဲ့ run မှု run နေလေးတော့ကြည့်မယ်။ပုံမှန်ကျွန်တော်တို့ဒီမှာကြည့် C++ Java C# Objective C ဘာညာဘာညာဟုတ်မလား Python အဲ Python Python နဲ့ထည့်ပြလို့ရပါလား။အဲ့ကောင်နေဒီဒါရ operating system ပါဖြစ်တယ် run ဒါကြီး operating system လို့မြင်ရတယ်။ C တွေ Java တွေနဲ့ရေးထားတဲ့ကောင်နေဒီ operating system နဲ့သူတို့နဲ့ဒါရိုက်ချိန်ဆက်တယ် မျက်ပြည့်မြင်နေပေးသေးတယ်နော်ကျွန်တော်အချိန်မှလည်းပြောပြီးတော့ operating system ဒီကျွန်တော်တို့ OS ကြီးကြောင်းလေးတော့မိတ်ဆက်ခဲ့ပြီလားကျွန်တော်တို့ computer အခုပထမတော့ပြောခဲ့တယ်ဗျာ programming language နဲ့ဟာ matching code နဲ့ကျွန်တော်တို့ရဲ့ကြားထဲမှာဘာရှိတယ်လို့ပြောခဲ့တော့ programming language ရှိတယ်လို့ပြောခဲ့တယ် high level language ရှိတယ်လို့ပြောခဲ့တယ်ရှေ့မှာသင်ခန်းစာလေးဟုတ်နော် high level language နဲ့ရေးထားတဲ့ဟာတွေ matching code ပဲ okay အဲ့ဒီအထိအဆင်ပြေနေတယ်နောက်ထပ်တစ်ဆင့်ဒီကျွန်တော်တို့ရေးနေတဲ့ programming language နဲ့နောက်ထပ်ကျွန်တော်တို့ရဲ့ကြားမှာထက်ရှိ အဲ့ဒါပါလဲဆိုရင် OS operating system ဆက်လက်ပဲမစနေ TV မှာဆို TV OS TV run mode တဲ့ TV မှာ software ဟုတ်လား system software တွေရှိတယ် operating system ဆို okay အဲ့ဆိုတော့တို့က C sharp တွေ Java တွေ Objective C တွေဒီ operating system နဲ့ဓာတ်ရိုက်ချိန်ဆက်တယ်သူနဲ့ကိုနဲ့သူကြမှာဘာမှမရှိတော့ဟုတ်လား C sharp နဲ့ကိုနဲ့ပဲရှိတော့ဒါပေမဲ့မှ Java နဲ့ကိုနဲ့ကြားမှာ Java ဘာမှမရှိတော့ဟုတ်လား operating Java နောက်ွယ် operating system နဲ့ Java နဲ့တန်းပြီးတော့ ချိတ်ဆက်သွား Okay Java နဲ့ operating system Java ဘာမှမရှိတော့အဲ့ဒီ table ဒါပေမဲ့ကျွန်တော်တို့အခုသင်မယ် JavaScript ဒီ interpreter language interpreter ဆိုတဲ့ဘာသာပြန် language ဖြစ်တဲ့အတွက်သူ့ဒီ Java တွေကဘာလို့သေးလဲဆိုရင် interpreter လို့သေးဟုတ်လား compiler interpreter တိုင်းရမှာလေသူကြောင့် interpreter လို့တော့မခေါ်ဘူးပြဆိုတော့ scripting language နော် java script ကိုဘာလို့ခေါ်လဲဆို scripting language programming language တော့ programming language သူဒီဘာ language လဲဆိုရင် security language ကဲ security language တွေကိုကျွန်တော်နမူနာပြရယ် security language တွေ right click နဲ့ show the desktop show the desktop okay ကြည့်မယ်ကျွန်တော်အဲ့စ right click နဲ့ right click နဲ့ခဏ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 လေး property open file location ဘာပြနေတာလဲသိချင်ဒါအဲ့စ file လုံးလုံးနေတာ microsoft office 2016တည်းကောဒီမှာဘာတွေပါလဲဆိုရင် script တွေပါ microsoft ကသုံးနာဖြစ်တဲ့သူဒီဘာ script လဲဆိုရင် vv script file တွေပါ ဟုတ်လား script file နေပါဒီ script language တို့တဲ့သဘောတော့ပါပါသည်တခြား software တခုထဲမှာ run ပြီးတော့ script ဆိုတာတို့ဘာသာပြန်ဆိုဇညွန့်လေဇညွန့်ရေးဟုတ်လားတခြား software အနာသော software တခြား software တခုထဲမှာဝင်ပြီးတော့ run နေ script language ဟုတ်လားသူလည်း programming language ပဲနော် programming language တဲ့ php ဟုတ်လား script language python python script တွေရှိတယ် script လုပ်လို့ရတယ် language တွေရှိတယ် security language ဒါပေမဲ့ကျွန်တော်တို့ programming foundation programming concept တွေကိုလည်းသင်လို့အကောင်းဆုံးမလို့ကျွန်တော် javascript ကိုစတင်ရေးချင်တယ်โอเคအဲ့ဆိုသူ့ရဲ့ run model နီးကျွန်တော်ပြောပြီးသား how to run oh sorry how to run how to how to write how to run how to compare ဟုတ်လားအဲ့ဒါမျိုးကျွန်တော်လေ့လာမှာဖြစ်တယ်လေလောလောဆယ် how to write မလေ့လာရင်တော့ how to run နေတော့မြင်မယ်ပြအောင်လေမြင်အောင်ပြအောင်သူ့လို run တာလေဟုတ်လား javascript language ဒီအနာသာ program တခြား program မှာ security language javascript တွေမဟုတ် security language တိုင်းဒီ တခြား program တွေမှာဝင် run တယ်။ဒါကြည့်ဒါဆိုရင်တို့ action script ဆိုချင် action script ဒီဘယ်ထဲမှာ run နေလဲ flash program တွေမှာဝင်ပြီး run တယ်။ဟုတ်လား။အဲအချင်းဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာကြည့် Microsoft Office ဟုတ်လား Microsoft Office software တွေ Office software တွေဒီဘာ script ဝင် run နေလဲ VB script ဝင် run နေတယ်။ဟုတ်လား။ခဏလိုက်တော့ VB script file တွေတစ်ချက်ရှာကြည့်မယ်နော်။ခဏလိုက် okay na jaw vv script file ma ji microsoft office dot program file microsoft office office 2016 okay office 2016 da no ma ji OBBS of secret ဒါဒီ secret ဘာ secret ဘာဘလို့ကုတ်နေလဲကြာဒါ VB secret ကိုကျွန်တော်တို့လေးလာမှာပေါ့ VB ဒါဆိုဒါဆို Microsoft မှာတောင်းထားတယ် MS Office ရဲ့သူကိုယ်ပိုင် secret secretive language ဘာလဲဆိုရင် VB secret ဘာဟုတ်တယ်လားဒါဆိုဘာတွေရေးထားလဲဆိုရင်သူ secret တွေရေးထားဒါ programming language ပဲနော် secret ဇာညွန်းနေဘလို့ဇာညွန်းထားလဲတော့ဒါ Office ရဲ့ဒါ algorithm တွေကျွန်တော်တို့ကြည့်ရမှာပေါ့ဟုတ်ပြီလားဒါဒီတော့ဘာဖိုင်လဲဆို VB secret ဘာအကြောင်းရင်လောလောတော့2000ကျော်ပါ okay ဒါဒီနော်တို့ Microsoft Office မှာတော့ကတော့ VBS ဆိုတဲ့ .vbs ဆိုတဲ့ bar file နော် .vb script file ကျွန်တော်အခုလေ့လာမယ့် file ဘာလဲဆိုတော့ .js ဆိုတဲ့ bar file လဲဆို Java script file Java script ဒီဘယ်လိုပြော framework တွေလည်းအများကြီးနာမည်ကျော်တွေလည်းအများကြီးပဲဗျာ Java script ကလေ့လာတဲ့ language ပါပဲလောလောဆယ် .3 ထဲမှာ icon တွေပါတယ်နော်အဲဒါကြောင့်ကျွန်တော်ပါတဲ့ .3 လောက်ကျွန်တော်မိတ်ဆက်ပေးခြင်းတာ Java script ရဲ့ brand model နေကဲ Microsoft Office ရဲ့ Office ထဲမှာပါ script ပါတယ် VB script VB script တွေဘယ်ထဲမှာပါလဲ MS Office software တွေထဲမှာဝင်ပြီးတော့ run နေတယ် Okay အဲ့ဒါနောက်တစ်ပတ်ကြည့် web browser JavaScript ကဘယ် software တွေမှာ run နေလဲ computer တိုင်း computer တိုင်းမှာပါလဲ web browser browser software တွေဘာဖြစ်လဲဝင် run နေ browser တိုင်းမှာ browser တိုင်းမှာဘာပါလဲဆို JavaScript engine ပါ Okay ကမ Microsoft မှာဆိုတော့ဒီ EDG လို့နော်တို့ Internet Explorer Microsoft မှာတိုင်းဟို default အနေနဲ့ browser နှစ်မျိုးပါတယ် EDG ပါတယ် internet explorer ပါတယ်ပြီးတော့နာမည်ကျော် browser တွေ Google Chrome ပြီးရင် Firefox ဟုတ်ကဲ့ Opera Mini Safari အကုန်လုံးနေပါတယ်လေဖုန်းထဲမှာပါတယ်ဖုန်း browser တွေအကုန်လုံးနေ JavaScript engine ပါတယ်သူဒီ website တွေအလုံးလုံးမှာဖြစ်တဲ့အတွက် client site တွေ server site တွေမှာလုံးလုံးမှာဖြစ်တဲ့အတွက် JavaScript တွေစွမ်းဆောင်ရင်းမြင်ပါတယ်ဗျနောက်ဆုံး Rust native တွေရောကျွန်တော်အများကြီးပါဗျ JavaScript ရဲ့အခြေခံကိုနားလိုက်တယ်ဆိုရင်စက်လေးလာမယ်လမ်းကြောင်းတွေအများကြီးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော် JavaScript ကိုစတင် juice layar oke, you bhai.